ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မနက်ဖြန်30ကိုလား2025အတွက်ပေါ့နော်ဒီနေ့လို့မိုးဝမ်းကျင်းအမှားသမဟုတ်ပတ်တီကိုကျွန်တော်ပြောပြပေးပါပါမယ်နော်ဒီနေ့လည်းကျွန်တော်၄ကိုပတ်တီသမဟုတ်၄ကိုဝမ်းကျင်းတလုံးညှိပေးရမယ်ကျွန်တော်ရွေးပွဲလေးတော့လွှဲရဆိုပေမဲ့ကိုရီမားရဲ့ကျွန်တော်ဝမ်းကျင်းလေးကိုတနေ့တက်လို့အပူလေးနဲ့ထည့်ပြီးတော့ကစားခဲ့မယ်ဆိုလို့ရှိရင်နော်ကိုရီမားရဲ့ပေါကြမယ်လို့ထင်တယ်ကျွန်တော်အပူထည့်ဖို့မိတ်သွားတယ်ပေါ့နော်တနေ့ကအစနေနဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်အပူကိုပြောဖို့မိတ်သွားတယ်သတိမှားမိဘူးမနက်ဖြန်လည်းအဲ့လိုမျိုးပဲကျွန်တော် စိမ့်ဒီပေါက်တနေ့ကုန်မှာစိမ့်ဒီပေါက်ထိပေးရမယ်လာအောင်လာပေးရမယ်နော်ပတ်တီတမဟုတ်ဝမ်ကျင်ကျွန်တော်ဒီဗီဒီယိုလေးမှာပြောပေးမယ်ရွေးကွက်လေးတွေကျွန်တော်အချိန်ဆုံးရွေးကွက်လေးတွေပြောပေးမယ်ကိုရီမားနေမှာရှိတဲ့လုံးဝတော့ကြီးတော့နေတယ်စိမ့်တဲ့တိုင်တော့တွဲပြီးတော့ကစားပါပေါ့နော်အဲအဲ့ဒါလေးဒီဗီဒီယိုလေးမှာပြောပေးမယ်အဲပြောလို့ရှိရင်ဂျန်နဲ့လေးချိန်သာပါပေါ့နော်ကျွန်တော်မနေ့တော့ပြောခဲ့တယ်ပတ်တီနော်ဇာတ်ရုပ်ပတ်တီနဲ့ကျွန်တော်ဇာတ်ရုပ်ပရိတ်လေးကိုကျွန်တော်တစ်ခေါက်ပြန်ပြီးတော့ပြပြပေးမယ်ဟုတ်ပြီလားဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်နေကြကိုရီမားရဲ့ဒီမှာ လိုက်လမတယောက်တစ်ချမ်းမနေရတဲ့လိုက်လမလေးတယောက်တစ်ချမ်းနှိပ်သွားပြီးတော့ကျွန်တော် channel subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်သွားပါဒါမှလည်းအတူချင်းမျိုးတို့အဲဒီ account မှာဒီ YouTube မှာပေါ့နော်ကျွန်တော် video တင်တိုင်းတင်တိုင်းမှာအများနဲ့တွေ့နေရရမယ်အများနဲ့မြင်နေရမယ်ဒါကြောင့်မို့လို့အဲဘယ်လိုပြောရမလဲအကျိုးမရဘူးဗျာဘာဖြစ်ဖြစ်ဟုတ်တယ်မလားလကားလောက်ရရရလကားရတဲ့လိုက်တမတရားတစ်ချက်နှိရဘာမှလည်းပန်းမကြည့်ဘူး subscribe တစ်ချက်နှိရလည်းဘာမှပန်းမကြည့်ဟုတ်တယ်နော်ကိုရင်းမရအလုံးမစိမ်းသာကောင်းရင်ကြံကောင်းပါပါဟုတ်တယ်မလားကဲဟုတ်ပြီဒါဆိုလို့ရှိရင် ကျွန်တော်မနက်ဖြန်30ကုလ2025အင်္ဂါနေ့တရစာအတွက်အတိတ်ကစားရမယ်ဝမ်ချိန်သို့မဟုတ်ပတိကိုကျွန်တော်ပြောပြပါမယ်ပန်းနိုင်ပတ်မပန်းနိုင်တဲ့သူတွေရဲ့ရွေးကွက်လေးတွေလိုက်ကစားမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီမနက်ဖြန်အတွက်ဝမ်ချိန်လေးဒီ38ဝမ်ချိန်သို့မဟုတ်38ပတိဖြစ်ပါတယ်38ဝမ်ချိန်38ပတိဖြစ်ပါတယ်ခင်ဗျာပန်းနိုင်တဲ့သူတွေကပတ်မယ်မပန်းနိုင်တဲ့ကိုယ်တွေမှာလည်းကျွန်တော်တို့အတိတ်ကရွေးကွက်လေးတွေကိုပဲလိုက်ပြီးတော့ကစားရမယ်ဟုတ်ပြီနော်အဲ မနေ့ကဆိုလို့ရှိရင်တော့ကျွန်တော်လေးပူလေးထည့်ပြီးလဲလို့ရှိရင်တော့ကိုရီမာရဲ့ကြီးစုစုကိုရီမာရဲ့အလုံးမအဆင်ပြေကြမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုရိုင်းကလည်းတရီမီလေးရောသွားခဲ့တယ်ဆိုတော့မနေ့ပြန်มาတော့ကျွန်တော်အလုံးမဖြစ်ရလေရောကျွန်တော်တည်တည်ချာလေးရွေးထုတ်ပေးမယ်ဒီကနေ့လေးတွေပဲလိုက်ပြီးတော့ကစားခြင်းလဲကစားပါနော်ဟုတ်ပါပြီကျွန်တော်မနေ့ပြန်အင်္ဂါနေ့တရက်စာအတွက်အဓိကကစားမယ်ကစားကွက်လေးတွေကိုကျွန်တော်ရွေးချက်ပေးပါမယ် အားလုံးပေါင်းကျွန်တော်တို့ကနန်း၈ခွက်ထုတ်ပေးရတယ်အဲ့ကနန်း၈ခွက်ကိုပဲရွေးပြီးတော့ကစားပါပေါ့နော်အားလေးရပါလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ၃2 3ခွန်8နှစ်8ခွန်3 1 3 6 8 6ဖြစ်ပါတယ်ဘာလို့ကနန်း၈ခွက်ရွေးပေးရလဲဆိုတော့ပတ်သီးနှလုံးပတ်မယ်ဆိုလို့ရှိရင်တော့ကွက်များတယ်ပတ်သီးနှလုံးမပတ်နိုင်လို့ဆိုလို့ရှိရင်တော့ကနန်း၈ခွက်တော့အနည်းဆုံးထိုးရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အဓိက1ချိန်နှလုံးကိုအဓိကတက်ကင်ပြီးတော့ကစားမှာဆိုတော့ အဲဒီ connection ကတော့ရှင်းပေးရမယ်ကိုရီမိုင်းဘာပဲပြောတယ်မလားတရားဖို့ထုံးမှာ1600ပဲကြာပါလေနော်ဘာပဲပြင်ရင်းပြပါလေညမနဲ့အဲမပေါ့ဘူးဆိုရင်တော့မဘာဘာပဲပြင်ညမနဲ့3200ဆိုတာကကျွန်တော်တရားဖို့ထုံးတော့3200ပဲကြာတာဗျာနော် concern ဆက်လက်တော့မောက်မရှိတယ်ဒါကြောင့်မလို့ဒါအဲ့ဒါကိုကြိုက်မှကိုထိုးပါနော်ကျွန်တော်ကဒါဒီတိုင်းပဲဟိုတွက်ပြတာကိုရီမိုင်းဒါထိုးခြင်းနဲ့ထုံးမထိုးခြင်းနဲ့ဟုတ်ပြီနော်ကဲဟုတ်ပြီကျွန်တော်ရဲ့ဝန်ကြီးနေရာတော့ သိတဲ့အတိုင်းပဲကျွန်တော်တို့ဝမ်းကြီးမှာတော့အမြဲတမ်းမှန်နေတယ်အမှန်များတယ်ဆိုတော့ကိုရီမာတွေကတော့သိကြမှာပါကျွန်တော်ဒီဗီဒီယိုကြည့်ရှုနေတဲ့ကိုရီမာတွေတောင်းမို့ကျွန်တော်ရဲ့ channel ကကိုရီမာတွေပေါ့နော် Viber channel ကကိုရီမာတွေဆိုသိကြမှာပါအနည်းဆုံးတော့ကျွန်တော်ကလုံးဝလုံးဝဒါရွေးကွက်လွဲပြီဆိုရင်တော့မှအနည်းဆုံးတော့ဝမ်းကြီးရတော့မှန်တာပဲเนาะဒါကြောင့်မို့လို့ကိုရီမာတွေကလည်းဒါကိုရီမာတွေမှရှိတဲ့လုံးမရင်လို့ကီးလို့နဲ့လဲတွဲပြီးတော့ကစားတဲ့ကစားပါဆိုပြီးကျွန်တော်က နည်းနည်းထည့်ထည့်ပြီးတော့ပြောနေတာဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အမြဲကျွန်တော်ရွေးထုတ်ပြီးတဲ့ quota နဲ့အမြဲတမ်းမမှန်နိုင်ဘူး။ဒါပေမဲ့အမြဲတမ်းမမှားနိုင်ဘူးเนาะ။ဒါဒါလေးကို3ချက်စီစဉ်နေ။ကဲဒါဆိုပြန်ပြောပြမယ်။တနေ့ကမှ financial quota ကိုအဓိကထားပြီးတော့ကစားပေးရမယ်။အဲဒီ3ရှင်း1ရှင်း3ပတ်တီးရနေပြီးတော့ကျွန်တော်ရွေးရွေးထုတ်ပြီးတဲ့ကဏ္ဍမဟုတ်ဘဲနဲ့တခြားကဏ္ဍထုတ်ခဲ့လို့ရှိရင်เนาะအဲမနက်ပိုင်းမှာထုတ်သွားလို့ရှိရင်เนาะညနေပိုင်းမှာတိုက်ပြီးတော့ကစားသေးရမလို့ဘူး။ညနေပိုင်းနေ့ကစားခြင်းလို့ရှိရင်ကျွန်တော်ရဲ့ fiber channel ထောင်ထားရှိပါတယ်အကုန်လုံးခတ်မဲ့ဝင်လို့ရတယ် ျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာပေါ့နော် comment အောက်လေးကိုကြည့်ကြည့်ပါ comment လေးတစ်ချက်နှိပ်ကြည့်ပါနှိပ်ရလို့ရှိရင်ကျွန်တော် link လေးပေးရပါတယ် Viber channel အဲ့ link လေးတစ်ချက်နှိပ်လိုက်ပြီဆိုတော့ね Viber သုံးတဲ့သူဆိုရှင်တန်း Viber သုံးတဲ့သူဆိုရင်တန်းပြီးတော့ရောက်ပါမယ်ပေါ့နော်အဲ့မှာ join ဆိုတဲ့ click လေးနှိပ်ထားလိုက်ရင်ရပါတယ်အဲ့မှာကျွန်တော်ညနေပိုင်းနေပဲကျွန်တော်တင်ပေးပါရပါတော့ဝန်ကြီးလေးကိုကျွန်တော် network site လေးတင်ပေးတယ် channel တဲ့ကိုဒီမှာ live ထိုးမကြိုက်မကြိုက်ရင် live မထိုးတယ်ပေါ့နော်ဒါကကိုကအလကားဝင်ရဖြစ်တဲ့အတွက်ဘာမှလည်းကြုံမရဘူးကြိုးရိုးစားလည်းမရှိဘူးပေါ့နော် ဒါကိုဒီမှသဘောပါကျွန်တော် channel ထောင်လာဆိုတော့ပြောပြတာပါအဲ channel မှာဆိုလို့ရှိရင်လည်းဇာတ်လုပ်ပတ်တိဇာတ်လုပ် break ကိုကျွန်တော် cut လေးနှစ်ကတ်နဲ့တွဲပြီးတော့ထုတ်ထားပေးပါတယ်တင်ခွက်လေးလည်းပြောထားပေးပါတယ်ပေါ့နော်ဒါကြောင့်မလို့အားလေးကြည့်ကျင်တယ်သိကျင်တယ်ဆိုလို့ရှိရင်တော့ channel မှာဝင်ကြည့်လို့ရပါတယ်ကဲဟုတ်ပြီမနေ့ကမှကစားမယ်ကစားခွက်တွေပြန်ပြောပြမယ်၃ရှစ်ဝင်ကြီး၃ရှစ်ပတ်တိဒီကမင်းကစားမှာဒီ3136 3230 8186 8289 ဒီ၄ခွက်ကိုအဒီ၈ခွက်ကိုလေးကထားပြီးတော့ကစားမယ်နော်ကစားနေတဲ့သူတွေအားဒီကထားပြီးတော့ကစားမယ်ကဲဒါပဲဒါမနက်ဖြန်အတွက်ကျွန်တော်၃၈ဝန်းကျင်၃၈ပတ်တိတနေ့ကုန်မှာကျွန်ဒီကျင်းလေးတလုံးထိပေးရမယ်ကဲမနက်ဖြန်မနက်ဖြန်အမနက်ဖြန်တော့ဖြစ်ကျွန်တော်ကျန်တဲ့၄ကျင်းလာတော့ပြောမယ်နော်ကျန်တဲ့နေကျင်တာမှာကျွန်တော်ကိုရီမားတွေကိုပေးရတယ် break နှလုံးရှိတယ်ပတ်တိတစ်လုံးရှိတယ်ပေါ့နော်ဒါကိုမနေ့ကဗီဒီယိုမြင်ပြီးတော့ live ဆောင်းနေကိုရီမားရ live ဆောင်းတာအဲဒီဗီဒီယိုခုမှမြင်နေတွေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ အင်္ဂါဗုဒ္ဓဟူး၄ရက်ကိုကျွန်တော်၄ချိန်မဲမွေးရမယ်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးဘာလဲဆိုတော့ကျွန်တော်မနေ့ကပြောခဲ့တယ်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးကတော့အဲ့ပတိရဲ့ break ရမှာဆိုကျွန်တော် break ကိုအကြိုက်ဆုံးလို့ပြောခဲ့တယ် break ကတော့6 break 9 break ဖြစ်ပါတယ်နော်4 work ကတော့အတူတူပဲပတိလည်းကွာ20 break လည်းကွာ20ပဲ6 break 9 break ကိုကျွန်တော်ဘာကြောင့်ပို့တက်လဲဆိုတာကအဲကျွန်တော်ကလန်နာပါပေါ့နော်တပင်ချတပင်ချတပင်ချကျွန်တော်တို့ဒီ လန်နာစစ်ကြီးရဲ့ဆီမှာတပင်ချားတစ်ခါစီမှန်နေတာအခုဒီတပတ်ဆိုလို့ရှင်ဒါတပင်ချားတစ်ခါမြောက်ကြရတဲ့အပက်လည်းဖြစ်တယ်ပြီးတော့၃ရက်အတွင်းမှာသူကချင်းဒီပေါ်လာလာလာနာကြရလည်းများနေတယ်ဒါကြောင့်မလို့၆ break ကို break ကိုပို့ပြီးတော့ကြိုက်တယ်လို့ပြောတာကျွန်တော်ပတ်သီးဆိုတာတော့သိတဲ့အတိုင်းပြီးခဲ့ပြီးခဲ့တဲ့ဒီဘတ်ဒီဘတ်ဒီရာဆိုလို့ရှင်ကျွန်တော်၃လုံးနေပိုင်ခါကျရင်ပျောက်ပျောက်ပျောက်ဝါတတ်တယ်နော်ပျောက်ချဝါကျွန်တော်ခွန်ပေးတော့ဆိုလို့ရှင်ကျွန်တော်၃လုံးပျောက်ဝဲတယ်မှာကျွန်တော်ခွန်ပါဝါဆိုလို့ရှင်ပေါ့နော်ပတ်သီးရနေနေအနေအများကြတယ်ပေါ့နော် ။ဒါပေမဲ့ပတိကျတဲ့ကိုရီမားရဲ့တော့ကလည်းပတိကျတော့ကျွန်တော်ကျန်တဲ့လေးချိန်တည်းမှာကျွန်တော်နှစ်ပတိကိုရွေးချယ်ပေးကြတယ်နော် နှစ်ပတိကိုရွေးချယ်ပေးကြတယ်မနက်ဖြန်အောင်လာရင်လာမလားမသိဘူးပေါ့နော်ဒါကကျွန်တော် break နဲ့ပတိရဲ့ဆိုရှင်ဘာကိုပူကြလဲဆိုတော့ break ကိုပူကြလဲဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအများနဲ့ဒီတော့ဒီ channel ကိုစထောင်လေးကကျွန်တော်ဒီ 2D ဒီ log တွေကိုစပြီးဝင်လာတဲ့ကျွန်တော်က break ကိုပူပြီးတော့အာတာအာတာတယ်ပေါ့နော်ကျွန်တော် share ရတဲ့နေရာမှာ break ကိုပူပြီးတော့အာတာတယ်ဒါကြောင့်မို့လို့လဲကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြောခဲ့တယ်လေ ကိုရီမားလေကျွန်တော်ပေးတဲ့ break ကနောက်ကျသွားတယ်ဒါပေမဲ့အခု care about break ဆိုပြီးကျွန်တော်တောက်ကြနေမှာကျွန်တော်တင်ပေးခဲ့တော့မနော်တောက်ကြနေဗီဒီယိုမှာ care about break ကြောက်ကြမယ်တနေ့ကုန်မှာလာအောင်လာမယ်ဘာ break လဲ tip break 6 break ဆိုပြီးကျွန်တော်ပေးခဲ့တာ၆၃ညဆိုပြီးတော့တောက်ကြနေမနက်မှာထွက်သွားခဲ့တယ်။ဒါကိုဗီဒီယိုကြည့်တဲ့ကိုရီမားတွေပဲသိမှာပေါ့နော်။မယုံဘူးဆိုလို့ရှိရင်သွားကြည့်။အဲဒါကြောင့်မို့လို့ကျွန်တော်က break ကိုပို့ကြိုက်တယ်ကျွန်တော် break ကို share ရတာပို့ပြီးတော့အာသန်တယ်။ဒါကြောင့်မို့လို့6 break ကို break ကိုပို့ပြီးတော့ချိန်ပါတယ်ဆိုတဲ့အကြောင်းပြောတာပါ။ ကြိုက်သူတွေကိုဒီမဲ့ရလိုက်ဆော်ပါကျွန်တော်အလကားပြည်တာရောင်းစားနေမှာမဟုတ်ဘူးကြိုက်မှသာလိုက်ဆော်ပါမကြိုက်လို့ရှိရင်ကြော်ပါပါနော်6 break 5 break ရှိတယ်ဒါကျွန်တော်ကြိုက်တယ်ဇနေ့လေးချင်းတွေမှာအကိုရမရိုးလဲကျွန်တော်ကပေါက်စီချင်းလို့မျက်စီချင်းလို့ပြောတာစိတ်ပါလို့ရှင်လိုက်ပြီးတော့ဆော့အကျိုးမြတ်ရပြီဆိုကိုယ့်အကိုယူကဲဟုတ်ပြီဇာတို့ပတိနေလဲဆိုလို့ရှင်နှစ်ပတိရွေးတာတယ်တင်ွယ်လေးတွေပြောမယ်တင်ွယ်လေးတွေနေလဲဆိုလို့ရှင်ကျွန်တော်က6 6 break နဲ့ပတ်သက်ပြီးတင်ွယ်ဆိုလို့ကျွန်တော်တကွက်ထုတ်တာလဲအဲ့ဒါက1 5နော် ကိုယ်ရင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တကွက်ထုတ်တာလေအဲ့ဒါ၄ပြီးသွားလို့ရှိရင်နှစ်ပတ်နဲ့ပတ်သက်ပြီးတော့နှစ်ပတ်သီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရွေးထုတ်ပေးတဲ့တင်ကွက်သီး1 2เนาะ1နှစ်ပေါ့เนาะ1 2ဖြစ်ပါတယ်ဒါလေးလေးကိုကြမ်းကြမ်းတက်တဲ့ကိုရီးယားရေးလိုက်ဆော့ပါမကြမ်းရင်ကြော်ဝါပါเนาะပြီးတော့နှစ်ခုလုံးကိုလိုင်းဆော့ကြည့်တယ်နှစ်ခုလုံးကိုပြုံပြီးဆော့ကြရမလို့เนาะတစ်ခုပဲရွေးချက်ပြီးတော့ဆော့ပါကျွန်တော် break ဆော့မှာဆို6 break ကို break တစ်ခုနှစ်ခုပဲဆော့ပတ်သီးဆော့မှာဆိုနှစ်ပတ်သီးလုံးမှာဆော့เนาะကျွန်တော်အများကြီးတိုက်ဆံမလို့ကွက်တွေက များသွားလိမ့်မယ်ပေါက်လို့ရှိရင်အကျိုးမြတ်အများကြီးမကြံမှဆိုးလို့ပေါ့နော်ဒါလေးကိုပြောချင်တာပါဟုတ်ပါပြီအားလုံးပဲဗီဒီယိုလေးကတလောက်ပါပဲဒီဗီဒီယိုလေးကိုဆောင်းကြည့်ရှုပေးရတဲ့ကိုရီမိုက်အားလုံးတရားမကြံအားလုံးကျေးဇူးတင်ပါတယ်တိတ်ချမ်းသာခြင်းကိုကျေးမှန်ခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ပေးတဲ့ကနေများနဲ့ကိုရီမိုက်တွေနဲ့ကန်ဆက်ပြီးတော့အောင်မြင်မှုတွေရရရှိပါစေနော်အကျိုးမြတ်များရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတော်ညချမ်းလေးများပိုင်ဆိုင်နေကြပါစေဗျာနော်အားလုံးမင်္ဂလာပါကျက်ပါရဲအလုံးမတက်တာပါ